အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ DR YouTube Channel တွေကနေကြိုဆိုပါရစေ။ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာတော့ကျွန်တော်တို့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းရလေးနင်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်။ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal အသင်းရာဒါစနေနေ့ညကကစားသွားတဲ့ဒါ Fulham နဲ့ပွဲစဉ်အပြီးမှာဒါ Mikel Arteta interview မှာပြောကြားသွားတဲ့သတင်းကြောင်းရလေးတွေရယ်ဒါပြောရပြီဆိုလို့ရှိရင် ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဗစ်တေယောဂရက်စ်နဲ့ပတ်သက်ပြီးတော့ဒါရရှိတဲ့သတင်းကြောင်းရလေးတွေဒါအနည်းတော့ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ကစနေနေ့ညမှာဒါဖူဟန်အသင်းကိုဝေးကွေးမှာ101ဆိုတဲ့ရလက်နဲ့ဒါအနိုင်ရရှိခဲ့တယ်ဒီပွဲစဉ်အပြီးမှာတော့ဒါမီခေယာဒေတာကဒါအင်တာဗျူးပြုလုပ်ရမှာတော့ဒါမီခေယာဒေတာကိုသတင်းမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်ကိုဒါမီခေယာဒေတာအနေနဲ့ပေါ့လေဒါဒီပွဲစဉ်အနိုင်ရလက် ဖော်ဆောင်တဲ့နေရာမှာဒါဘယ်လိုခက်ခဲတွေရှိခဲ့လဲဆိုတာရယ်ဒါပြောရဆိုရင်တိုက်စစ်မှုဗီဒီယိုကိုအကြောင်းရယ်ဟုတ်ဒါမီဒီယာတွေကမေးမြန်းထားတယ်တတိပုံမှာတော့ MKR data ကကျွန်တော်ဒီပွဲစဉ်ကိုအနိုင်ရရှိလိုက်တာဟာဒါတကယ်ကိုကောင်းတဲ့ချက်တစ်ချက်ဖြစ်ပြီးတော့တေချာတာတစ်ခုကကျွန်တော်တို့အသိအနေနဲ့ဒါအနှဲငယ်ပြဿနာအနှဲငယ်ရှိနေသေးတယ်ဆိုတဲ့အကြောင်းကိုဒါ MKR data ကဝန်ခံထားတယ်ဒါသူ့အနေနဲ့ဒါပွဲချိန်ဒါနောက်ဆုံးမိနစ်20အတွင်းမှာဒါဂိုးပြတ်မပေးရဘူးဒါသူ့အနေနဲ့ အဲ့ဘယ်လိုပြောမလဲပလန် B ကိုထုတ်သုံးခဲ့တယ်ဒါနောက်ပြီးရဲ့ဆိုလို့ရှိရင်ဂိုးရရှိဖို့အတွက်ကိုလည်းဒါဒုတိယပိုင်းမှာသူတို့အနိုင်ရရှိဖို့အတွက်ကိုဒုတိယပိုင်းမှာသူ့အနေနဲ့ဒါဘယ်လိုပြောမလဲကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဗောလေဒါသူ့အနေနဲ့အားမလို့အားမရဖြစ်နေတဲ့ဒါအကြောင်းရင်းနေရှိတယ်ဆိုပြီးတော့ ဒါသူ့အနေနဲ့ဝန်ခံထားတယ်ဒါတစ်ဆက်တည်းမှာပဲမီဒီယာတရဲ့မေးမြန်းမှုတဲမှာဒါဗီဒီယိုကိုတော့ဂိုမရရှိတဲ့အပေါ်ဒါသူတိုက်စစ်မှုအပေါ်ကိုဒါမီကေအာဒေတာအနေနဲ့ဘယ်လိုမြင်မိလဲဆိုတဲ့ပုံမှာလဲမီကေအာဒေတာကဒါဗီဒီယိုဂရက်စ်အနေနဲ့သူ့အနေနဲ့ဒါဒီဒီပွဲမှာမှမဟုတ်ဘူးဒါကိုအရေးအပွဲတွေမှာလည်းကိုရရှိတာမျိုးရှိတာဖြစ်တဲ့အတွက်ဒါကတိတ်ပြီးတော့ပြောကျင်နေစရာမရှိနေပဲနဲ့ဗီတယောဂရက်နဲ့ပတ်သက်ပြီးတော့ကျောင်းအနေနဲ့ကတော့ယုံကြည်မှုအပြည့်အဝရှိနေသေးတယ်ဆိုပြီးတော့ဒါမီခေးအာဒေတာကပြောကြားထားတယ် ဒါ video graph အသင်းကို ယူဆောင်လာပေးတဲ့အရာတွေကဒါ go twin data ထပ်ပို့ပြီးတော့ကောင်းတဲ့အရာတွေများစွာရှိတယ်ဆိုတာကိုဒါကျွန်တော်တို့ကောင်းကောင်းသိတယ်သူ့ကိုကျွန်တော်တို့အသင်းစုဖွဲ့လုံအအစုဖွဲ့တွေရပါလေဒါသူ့ကို အကောင်းဆုံး supporting ပေးပြီးတော့ဒါအကောင်းဆုံးပံ့ပိုးသွားမှာပါဆိုပြီးတော့ဒါ video graph နဲ့ပတ်သက်ပြီးတော့ BKR data ကဖြည့်ဆို့ထားတယ်ဒါတစ်ဆက်တည်းမှာပဲ video graph နဲ့ပတ်သက်ပြီးတော့ဒါတက်လာတဲ့သတင်း report တွေအရာဒါ video graph ကိုဒါဘယ်လိုပြောရမလဲအရင်ကြိုက်ကြတယ် ယ်ဒါဖန်နေရှိတယ်ကျွန်တော်အာဆင်နယ်ပရိသတ်တော်များလားဆိုဗီဒီယိုကော့စ်ကိုကြိုက်တဲ့လူတွေအများကြီးရှိတယ်ဒေယာမှာဒါပေမဲ့ဒါဗီဒီယိုကော့စ်ကိုဘလောက်ပဲကြိုက်ကြိုက်ဒါဒီလိုမျိုးစွမ်းဆောင်ရည်တွေပြနေတဲ့ချိန်မှာတော့ဒါကိုင်ဟာဗတ်ကိုဒါကိုင်ဟာဗတ်ပြန်လာမယ့်အချိန်ကိုလုံးဝစောင့်မနေနိုင်တော့ဘူးဆိုတဲ့တရင်เจ้าရတွေကလည်းများစွာတက်လာတယ်ဒါကပြောချင်တဲ့အဓိပ္ပာယ်ကဗျာဒါဗီဒီယိုကော့စ်ကိုကျွန်တော်တို့တွေဘလောက်ပဲကြိုက်ကြိုက်ဒါကိုင်ဟာဗတ်ဒါရှိနေမယ်ဆိုရင်ဒါဒီနေရာမှာကျွန်တော်တို့အာဆင်နယ်အသင်းတို့အတူအနေနဲ့ဒ ါဂိုးတွေတွင်းပေးနိုင်လောက်တယ်ဒါဘာဖြစ်ဖြစ်ဗစ်တယောကရက်ထက်ကိုင်ဟာဘတ်ကအသင်းမှာပို့ပြီးတော့ဒါအဝင်ခွင့်ကျဖြစ်ပြီးတော့ပို့ပြီးအားကိုးရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေနေဒါသတင်းတွေတက်လာတာမျိုးတွေရှိတယ်ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်နဲ့ဒါဖူဟန်ပွဲစဉ်အပြီးမှာဒါဘူကယိုဆာကာကဒါအကောင်းဆုံးကစားသမားစုကိုရရှိသွားတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့သူ့ကိုလည်းအင်တာဗျူးပြုလုပ်ရမှာဒါသူနဲ့ပတ်သက်ပြီးတော့ဗောလေသူဖောင်းလုပ်ခံရတဲ့လုံးနဲ့ပတ်သက်ပြီးတော့ဒါကပန်နတီဖြစ်တဲ့လားဆိုတဲ့မေးခွန်းပေါ် မှာတော့ဒါကျွန်တော်အနေနဲ့ကတော့ area box ထဲမှာဒါ found လောက်ခံလိုက်ရပြီဆိုတာ ਨੇ ဒါ happen တည်ပဲဆိုတာ ကျွန်တော်တို့ကညင်းနေစရာမရှိဘူးဒါဘာဖြစ်ဖြစ်တေချာတာတစ်ခုကသူ့အနေနဲ့ဒါပြိုင်ဘက်ကစားသမားနေရေပေါ့လေဒါကျွန်တော်ကိုဖောင်းလုပ်တဲ့နေရာမှာဘောလုံးထိသွားတာဖြစ်တည်တိုင်အောင်ဒါသူ့ရဲ့ခြေထောက်ကကျွန်တော်ရဲ့ဒူးကိုအရင်လာထိပြီးတော့ကျွန်တော်ဒူးအောင်မှာဒါနာကျင်မှုဝေဒနာတစ်ခုခုခံစားလိုက်ရတာကိုတိတိပေးခြင်းပဲကျွန်တော်ဟာမြေပြင်ပေါ်မှာလဲကျနေပြီဆိုတဲ့ဒါဖြေဆိုမှုမျိုးကိုဒါဟိုဘယ်လိုပြောမလဲဘူကာယိုစာကာကဖြေဆိုထားတယ်ဒါဘူကာယိုအနေနဲ့သူပြောခြင်းနဲ့အတိတ်ပဲရဗျာဒါဘာပဲဖြစ်ဖြစ်ကျွန်တော်အိဒီယာဘောက်စ်ထဲမှာ ောင်းလို့ခံရရင်တော့တေးကြတာတစ်ခုကတော့ဒါကျွန်တော်တို့ penalty ပေးရမယ်ဆိုတာကိုပဲကျွန်တော်တို့ကတော့သိတယ်ဒါသူ့အနေနဲ့ဘောလုံးရှင်းထုတ်တဲ့နေရာမှာဘောလုံးကိုထိသွားတာဖြစ်တည်တိုင်အောင်သူ့ရဲ့ခြေတော့ကျွန်တော်လူကောင်းကိုအရင်လာထိပြီးကျွန်တော်နာကျင်မှုဝေဒနာကိုခံစားလိုက်ရတဲ့အချိန်မှာပဲကျွန်တော်ကမြေပြင်ပေါ်လဲကျပြီးနေပြီဆိုပြီးတော့ဒါဘူကာယိုဆာကာကပြန်လဲဖြေချသွားပါတယ်ဒါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကတော့ဒါလာမယ့်ဗုဒ္ဓဘူးနေ့မနက်အစောပိုင်းမှာပေါ့လေဒါဗုဒ္ဓဘူးနေ့မနက်အစောပိုင်းမြန်မာစံတော်ချိန်တနာ ਈ ခွဲ ွဲမှာဒါချန်ပီယံလိပွဲကံမှုရှိတယ်ဒီချန်ပီယံလိပွဲကိုအာဆင်နယ်ကအိမ်ကွင်းမှာအခက်ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့ဒါ80ကိုကိုဒါကျွန်တော်တို့တွေကအိမ်ကွင်းမှာအခက်ရှင်ပြိုင်ကစားရမှာတနည်းအားဖြင့်အက်တလက်တီကိုမက်ထရစ်ဗျာအက်တလက်တီကိုမက်ထရစ်ကိုဒါအိမ်ကွင်းမှာအခက်ရှင်ပြိုင်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့လဲဒါမီခေးအဒေတာကိုမေးမြန်းထားတဲ့ပုံမှာမီခေးမီခေးအဒေတာကကျွန်တော်တို့တွေကဘာပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲ ူဖြည့်ဆိုရတဲ့ပုံစံပေါ့လေသူဖြည့်ဆိုရတဲ့ပုံစံကတော့ကျွန်တော်တို့ကဒါပွဲစဉ်တပွဲချင်းစီကိုပဲအာယုံစူးဆိုင်မှုအပြည့်ထားတယ်ဒါနောက်လာမယ့်ပွဲစဉ်တွေအတွက်ကိုလည်းဒါကျွန်တော်တို့တွေကဟိုဘယ်လိုပြောရမလဲအကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားတယ်ဆိုပြီးတော့ဒါမိခေအာတေတာကဖြည့်ဆိုထားတယ်ဒါကျွန်တော်ညီကိုတွေအနေနဲ့ဒါအာတေတာရဲ့အသင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်မိလဲဗျဒါနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့အာဆန်အသင်းကိုဒါဒီယာတီမာပေါ့လေဒါအစ်စ်ရောက်လာတဲ့ဒါလက်ထောက်နီးပြဒါဂါ ဗီယယ်ဂါဗီယယ်ဟိန်းစီးကူးနဲ့ပတ်သက်ပြီးတော့ဒါဟိုမီဒီယာတွေကတင်ထားတာရှိတယ်ဒီနီးပြချုပ်ရောက်လာပြီးချိန်မှာကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နောက်တန်းကဒါနောက်ထပ် level တစ်ခုကိုထပ်တက်သွားပြီးဆိုတာ လုံးဝလက်ခံရမယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကပေါ်ပြထားတယ်ဒါအခုဆိုလို့ရှိရင်အာဆင်နယ်ကနောက်ဆုံး၃ပွဲမှာဒါ clean sheet ရထားတယ်ဒါပထမအဦးဆုံးကျွန်တော်တို့တွေ ဟိုချန်ပီယံလိပွဲစဉ်မှာလည်းဒါကျွန်တော်ဂိုးမပေးထားရဘူးဒါပြီးရပြီဆိုလို့ရှိရင်လည်းဒါဖူဟန်နဲ့ပွဲစဉ်မှာလည်းကျွန်တော်ဂိုးမပေးထားရဘဲနဲ့ဒါဖူဟန်ရဲ့အရှိရပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ဝဟန်နဲ့ပွဲစဉ်မှာလည်းဒါကျွန်တော်တို့ကဂိုးမပေးရထားဘူးဒါစုစုပေါင်းနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဂိုးမပေးရထားဘူးဒါခန်စစ်အရန်ကိုတည်ငိမ်ကြစ်လစ်လုံးနဲ့အတင်းတင်းဆိုတာကျွန်တော်တို့တွေဒါကျွန်တော်တို့ပြိတ်သက်တွေအကုန်လုံးလည်းတည်ပြီးသားအတိုင်းပဲအခုချိန်ထိလည်းအာဆင်နယ်ကတက်တည်ပြနေတယ် โอเคပါဒီဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ကဒီလောက်ပဲပေါ့လေโอเคပါကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ကျောင်းညီကိုတွေဘယ်လိုထင်မိလဲဒါကျွန်တော်ကျောင်းညီကိုတွေရဲ့စိတ်ထဲမှာရောဒါဗီဒီယိုဂရက်စ်နဲ့ပတ်သက်ပြီးတော့ဒါယုံကြည်မှုတွေထက်ရှိနေသေးလားကွန်မန်ဝဲရောမချက်ပေးတော့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်